ဟုတ်မှာနေပါဦးမှာရဲ့မင်းဘာလုပ်တာလဲငါလည်းကိုလော့မလုပ်ဘူးကျွန်တော်လုပ်လိုက်လို့ရှိရင်မမထွက်ပြေးသွားမှာပေါ့ဘာလို့လို့ပြောနေရဲ့နော်မလုပ်ဘူးဗျာအကိုကြီးလည်းလေကိုကင်းစုံးနဲ့ဆွေမျိုးမတော်ရတော့ဘူးလို့ထင်းနေတာအေးအခုတော့သမီးလေးဘက်ကမစင်ပြလိုက်ရင်တို့တို့လေးနှိတ်အိမ်ဖြစ်သွားပြီပေါ့ကဲကိုကြီးအဲ့ဒါဆိုဒါပဲနော်ဟို ကျွန်တော်သတင်းကောင်းလေးစောင့်လိုက်အောင်မေးလားဟေးကိုကြီးရလဲကံကောင်းပါစေလို့ဆုတောင်းနေပါတယ် good luck ဟေး good luck ပါ ကိုကြီးဟာ okay ငါတကယ်သိချင်လို့မေးရနော်နေအမှန်တိုင်းဖြစ်ပြီစကားပြင်နေဘာလို့အဲ့လောက်ခံနေရလဲတည်တည်ရဲ့နေမေးစရာရှိရမေးပါခင်တကယ်ပဲဖြိုးစစ်သူကြောင့်ချင့်မိသွားလား တတိယနင်းနဲ့ငါနဲ့လည်းပေါင်းလာတယ်လောက်တောင်ကြာနေပြီငါနဲ့ကိုလိုဝတ်ထားစရာအကြောင်းမှမရှိတာအမှန်တိုင်းပြောရရင်တော့ဟုတ်တယ်ဟာငါသူ့တကယ်ကိုချစ်မိသွားတာသူငါ့ပေါ်မှာဂယူးဆိုင်တာ တွေနှွေးထွေးချင်တာတွေကိုငါတကယ်ပဲမျောသွားတာဟာ ငါလည်းလေအမတ်ကူမရှိတာယောက်ျားတွေမယုံရမှန်းသိပေမဲ့လေနည်းနည်းတော့ကောင်းပြရနဲ့အများကြီးချစ်မိသွားတာငါအကြီးကြီးစဉ်းစားဉာဏ်ရှိခဲ့မယ်ဆိုလို့ရှိရင်လေသူ့အယောမွန်ပဲနေခဲ့ရမှာအခုတော့လေအသက်ကြီးကြီးမှအသေးရအထက်ကွယ်ရပြန်ပြီအဲ့လိုတော့မပြောပါနဲ့ခင်အခုကိစ္စကလည်းနေမှာမဟုတ်တာဟော ငါမမလို့ဘသူမှဖြစ်ရမှာလေတီတီရဲ့ပြီးတော့လေငါလှုပ်ထွက်တော်မယ်တီလားဟမ်ဘာလို့လှုပ်ထွက်မှာလဲရဲ့ဖြောစီသူကြောကိစ္စကြောင်လားအကိစ္စဆိုတော့နေလှုပ်ထွက်ဖို့မလိုပါဘူးဟာနော်လိုတာပေါ့တီတီရဲ့ तू ကငါ့ရဲ့အထက်လူကြီးဖြစ်လာမှာလေငါသူ့ဘလို့မျက်နှာချင်းဆိုင်ရမှာလဲ तू နဲ့တွေ့လို့ရှိရင်ငါဒီเจ้าကြီးကိုပြန်တွေးမိပြီးတော့ရှက်လုံးလို့တေသွားလိမ့်မယ်မဖြစ်ပါဘူးခဲငါအလောက်ထွက်မှာကိုဖြစ်မှာ ဘသူကလို့ကိုထွက်ခွင့်ပြုလို့လဲဟမ်ကျိုးစစ်သူကြောင်းမင်းမင်းဘယ်တော့ဒီကိုရောက်နေရလဲပါလေမမကျွန်တော်မကြားစေချင်တဲ့စကားတွေကိုပြောနေလို့လားအဲ့ဒါဆိုတော့စိတ်မပူပါနဲ့မမရဲ့မမတို့ဒီကိုမရောက်သေးခင်နဲ့ကကျွန်တော်ကရောက်နေနေပြီးသားပါဟုတ်ဟုတ်အဲ့ဒါဆိုငါငါပြောတာရမင်းကြားလိုက်လို့လားလို့မမမေးလို့လားအဲ့အတွက်ဆိုရင်လည်းစိတ်မပူပါနဲ့မမရဲ့ကျွန်တော်အကုန်ကြားလိုက်တယ် ိုကျွန်တော်နဲ့မမရဲ့ကြားရတဲ့ပြဿနာကိုဖြေရှင်းဖို့လုပ်နေပြီမမရဲ့ဒီမှာမင်းနဲ့ငါနဲ့ကြားမှာလေဘာမှဖြေရှင်းစရာလည်းမရှိဘူးစကားပြောစရာအကြောင်းလည်းမရှိတော့ငါအပြင်ရောက်နေကြပြီဒီဒီပြန်မလာဟောမမနေပါဦးမမရဲ့မင်းဘာလုပ်တာလဲငါလည်းကိုလွတ်မလွတ်ဘူးကျွန်တော်လွတ်လိုက်လို့ရှင်မမထွက်ပြေးသွားမှာပေါ့ဘာလို့လဲပြောနေရနော်မလွတ်ဘူးဗျာမမကျွန်တော်တို့တနေရာမှာအေးစေးစကားတော့ပြောအောင်နော်မမနော်နော်မမ

ကျွန်တော်လွတ်ပေးလိုက်လို့မမထွက်မသွားဘူးလို့ဂရိပေးလို့ရှိရင်ကျွန်တော်လွတ်ပေးမယ်ဂရိပေးဂရိပေးထွက်မသွားဘူးနော်လိုက်တာကျွန်တော်တောင်းပါပါတယ်မမရဲ့ကျွန်တော်စိတ်လိုက်မှမလောက်ခဲ့မိလိုက်တယ်မင်းကပြောစရာရှိရဲ့ဆိုဘာပြောမှလဲပြောဟိုကျွန်တော်မမအပေါ်မှာတမင်သက်သက်လင်ခဲ့တာမဟုတ်ပါဘူးမမနဲ့နှီးဆက်ခြင်းလို့မလောက်သေးတဲ့အမှားမျိုးလောက်ခဲ့မိတာပါအဲ့တော့လေကျွန်တော်တောင်းပါပါတယ်မမရဲ့ ါ့ဒါပေမဲ့ကျွန်တော်ရှင်မထဲမှာလေမမကိုမျက်မျက်လုံးနဲ့တံခိုးထားပြီးတော့ချက်တာပါအဲ့ဒါကိုယုံလို့ရမမရေနော်ငေါ့မမနော်မမတခုပြန်ပြုံးလို့လေမမရေမမစိတ်ဆိုးနေသေးတယ်ဆိုလို့ရှင်လေမမကျင့်နေတည်ကျွန်တော်တောင်းပန်ပြီးမယ်ကျွန်တော်တော့တခုပြန်ပြောပါမမရေနော်မမကိုကျွန်တော်အဆုံးရှုံးမခံနိုင်လို့ပါမလိန်နာမကြိုက်ဘူးဆိုတာမင်းလည်းသိတာပဲမင်းဘာဖြစ်လို့ငါ့ကိုလိန်ရတာလဲ အဲ့လိုလင်ခင်းပြီးအတွက်လည်းကျွန်တော်တောင်းပန်ပါတယ်မမရဲ့ဒါမဲ့အဲ့တခုအတွက်နေတော့ကျွန်တော်ဒီလိုမျိုးကြီးမလုပ်ပါနဲ့နော်မမကျွန်တော်မမကိုပြစရာရှိတယ်ဒီမှာကျွန်တော်မမအပေါ်မှာဘလောက်ထိမြင့်မြင့်နုံနုံနဲ့ချစ်လဲဆိုတာတတ်သိပဲမမကိုယ်တိုင်ကြည့်ကြည့် မင်းอ่ะဒါတွေဘယ်တော့ရိုက်ထားတာလဲခရီးထွက်တော့ပါလေမမမတိလိုက်ခင်မှာရိုက်ထားတာအဲ့ဒီအချိန်ကြီးမှာလေအမရဲ့မျက်နှာမှာဘာတော့သာမနာမှမရှိဘူးကလေးလေးတယောက်လိုပဲချစ်စရာလေအဲ့ဒါကြောင့်မလို့အမတရတိန်းနှားခြင်းကိုရိုက်ထားမမကျွန်တော်မမကိုဘယ်လောက်ထိချစ်လဲဆိုတော့မမရှုံးမိတာ။ จ้าหน้าโอมามาชิไลชูสิกูจ้ะยาน้ามีโอ้กรีดขุดตามมีงากรีไปเลยนะใจเด็กกรีอยู่ตองอาลุงไปมีน้างสูโรชีงาเอาไปร่วมมาเมันเลยมาอุสุรกรีมีปีไหนปีไหนนะโอมาม่ ကျွန်တော်နောက်ထပ်ဒီလိုမျိုးအမှားမျိုးထပ်ပြီးတော့မလုပ်တော့ပါဘူးလို့ဂတိပေးတယ်။ပြီးတော့အဲ့ဂတိကလည်းတစ်တလုံးစာအတွက်နော်။တောင်းမီလေဒီတစ်ခါတော့ငါမင်းကိုခွင့်လွှတ်လိုက်မယ်။မမမမတကယ်ပြောရနော်။ဝမ်းသာလိုက်တာမမရဲ့။မင်းတော့မနောင်ငါလက်ခံပြီးပြီဆိုတော့ငါသွားတော့ဟုတ်ခဏနေပါဦး။မမနဲ့ကျွန်တော်ကြားထဲမှာကိစ္စရရှိသေးတယ်လေ။ မင်းတောင်းမနာအောင်ငါလက်ခံပေးပြီလေဘာကိစ္စရှိရမှာလဲမမကိုကျွန်တော်အဖြစ်တောင်းတာလေအဲမမအဖြစ်ပေးရအောင်မယ်လေမင်းဟာငါ့ကို27ရက်ဆင်ခေါ်ထားရမလား27ရက်ကလည်းပြည့်ပြီးသွားပြီအဖြစ်ပေးမယ့်နေ့တော့လေမင်းမရောက်မလားပြီးပြီပေါ့မမလေအဲ့ဒါတက်တက်ညစ်တာပဲအဲ့နေ့တော့အဖိုးကမူးလဲလို့ခွင့်နိုင်နားရလေမင်းဟုတ်လားမင်းဘိုးကိုဖိုးဆန့်ပေးရမလားလားဟာမလိုပါဘူးအဆိုပြောဖြစ်ပြီးတော့လုပ်ပါမမရေနော် ချစ်တယ်ချစ်တယ်ဟိုတကယ်ပြောရအောင်နော်အင်းတားလိုက်တာဟောမရဲ့ကျွန်တော်ကလေမမောဆုံးရှုံးလိုက်ရပြီလို့ထင်နေတာဟောမမအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့21 day challenge plan တကယ်လို့ဖြစ်သွားပြီပေါ့